ခရစ်ပလုံးမယ်ဆိုလို့ရှိရင်အပယ် exchange ကိုရွှေ့ရမယ်။ဒီမေးခွန်းကဖြစ်ပြဖို့ခုမှဆောက်လုပ်တဲ့သူပဲဖြစ်ဖြစ်လုံနေရတဲ့ main exchange ကိုရွှေ့နေမယ်သူပဲဖြစ်ဖြစ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုပေးမှုကြမယ်လို့ထင်ပါတယ်။ဒီနေ့ဗီဒီယိုမှာပါကြတော့ Crypto Locker ကထိပ်သီး website တစ်ခုကနေပြီးတော့အကောင့်ဆုံး crypto exchange ဖြည့်ပြပေးထားတဲ့ crypto exchange တစ်ခုကြောင့်ပြပြပေးတော့မှာဖြစ်ပါတယ်။ဒီ exchange က exchange နေအားလုံးထဲမှာမှာနံပါတ်1ဖြစ်ပါတယ်။နာမည်ကတော့ Binance ပါ။ follow Binance ကနာမည်တစ် crypto exchange ဖြစ်နေရတယ်။ Binance က Coindesk ရဲ့နောက်ဆုံးထုတ်ထားတဲ့ exchange benchmark ranking မှာနာမည်တစ်နေရာကိုတည်ဝင်ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့မှာ Coindesk ကပါလဲဘာဖြစ်လို့ Binance ကိုရွေးရလဲနဲ့ crypto exchange တွေထဲမှာဘာဖြစ်လို့ Binance ကစိတ်အချရဆုံးဖြစ်နေရလဲဆိုတာကိုရှင်းပြပေးသွားပါမယ်။ follow Coindesk ပြောတာကိုရှင်းသွားမှာလဲ။ သူက2013ခုနှစ်လောက်ခရီးကစားခဲ့တဲ့နာမည်ကြီး crypto သတင်းနဲ့သူတေသနာ platform တစ်ခုဖြစ်ပြီးတော့ crypto နဲ့ဆိုင်တဲ့အရေးကြီးတဲ့ challenge တွေနဲ့သတင်းတွေကိုတိကျမှန်ကန်စွာဖော်ပြပေးသေးရှိပါတယ် Coindesk ကအကဲပြတ်ခဲ့တဲ့ crypto agent platform 68ခုတည်းက Binance ကထိတ်ဆုံးကိုရောက်နေတာဖြစ်ပါတယ်။ဆိုတော့ဘာဖြစ်လို့ Binance ကိုရွှေ့ရလဲ ကနဒါခုရဲမာရမဟုတ်ပဲနဲ့ spot trading နဲ့ derivatives နှစ်ခုစလုံးမှဥဆောင်နိုင်ခဲ့တာပါဒါကအခြေခံ crypto ဝယ်ရရောင်းတာကနေပြီးတော့ motion show trade ရဲ့ futures လိုမျိုး trading products တွေထိကို finance ဒါဥဆောင်နေရဆိုတာကိုပြသနေပါတယ်ဆိုတော့ခုနကပြောခဲ့တဲ့ exchange benchmark ranking ကဘယ်လိုမျိုးဆုံးဖြတ်တာလဲ coindesk ကအထက်လက်တစ်ခုနှစ်ခုရဲကိုကြည့်ပြီးတော့အကဲပြတ်တာမဟုတ်ပါဘူးအဓိကက race အမျိုးအစား shift ခုအောက်ကမတူညီတဲ့စံနှုန်းပေါင်း100ကျော်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်ဥပမာအဖြစ်ပြောရမယ်ဆိုလို့ရှိရင် KY စီတင်တာနဲ့အချင်းချင်း crypto transition လုပ်တဲ့အခါမှာတကယ်အဆင်ပြေရလားစစ်ပါရယ်ပြီးတော့လုံခြုံရေးစံနှုန်းနဲ့အိချင်းပေါ်မှာလွတ်လွတ်ကပ်ကူဝယ်နိုင်ရောင်းနိုင်တဲ့ liquidity ဝယ်ဈေးရောင်းစင်းကွာဟမှုနဲ့လား order ကြီးတွေနဲ့ဈေးနှုန်းမပြတ်စီအောင်ကိုထိန်းထားနိုင်ရတာစစ်ပါရယ်နောက်တစ်ခုကတော့လုံမြလဲဘက်တာတွေပွင့်လင်းမြင်သာမှုတွေအစရှိရာတွေပါဝင်တာပေါ့ ။အစားအသောက်နဲ့ပြောရမယ်ဆိုလို့ရှိရင်ဒါကလူကျက်များလားစစ်တဲ့တန်ဝဲတတ်တော့မဟုတ်ပါဘူး။ Crypto Exchange Platform တစ်ခုက30ဒူရီကိုဘလောက်ကောင်းကောင်းကာဝယ်ပေးနိုင်တဲ့ယုံကြည်မှုကိုဘယ်လိုမျိုးထိန်းသိမ်းထားလဲပြီးတော့ဘလောက်ထိ300အဆင့်ပြီလဲဆိုတာကိုတိကျစစ်ဆေးသုံးသပ်ထားတာဖြစ်ပါတယ်။လက်ရှိအချိန်မှာကမ္ဘာတဝန်းကလူတန်းမ290ကျော်ကအသုံးပြုနေတဲ့ Binance ကဒီကနေ့အားလုံးမှာအမှတ်အများဆုံးရရှိခဲ့ပါတယ်။ဒါကသူတို့အနေနဲ့30ဒူရီအတွက်လုံခြုံပြီးတော့အသုံးပြုရလဲကူရဲ platform တစ်ခုပေးနိုင်ဖို့ဘလောက်ထိအလေးနက်ထားလဲဆိုတာကိုမိ ပေါင်းဖိုးပြနေရပါဖြစ်ပါတယ်။အဲ့ဒါအပြင် Binance ရဲ့ Trading Volume ကဒုတိယအကြီးဆုံး Crypto Exchange ထက်လေးစနီးပါးပူကြည့်ပါတယ်။ဒါကအထင်ကြီးစရာကောင်းရုံနဲ့မကဘဲနဲ့တကယ့်ကိုဈေးကွက်ကိုဥဆောင်နေရကိုပြသနေပါတယ်။ဒါကြောင့် Beginner တွေအပြင် Crypto Trading နဲ့အသက်မွေးချင်တဲ့သူတွေပါ Binance ကိုသုံးသင့်တယ်လို့ထင်ပါတယ်။အကယ်၍ Binance အကောင့်မရှိသေးဘူးဆိုလို့ရှိရင်လည်း finance ရဲ့ DMW partner ဖြစ်တဲ့ crypto make referral ကိုသုံးမယ်ဆိုလို့ရှိရင် trading fees 20% discount ကို lifetime ရမယ်အပြင်ကုတ်သုံးတဲ့ဒရေသီးသားပေမဲ့ gift away တွေမှာလည်းပါဝင်ခွင့်ရမှာဖြစ်ပါတယ်။ဒီ bra လာနဲ့မီလာတွေမှာကုတ်ထည့်ဖွင့်ထားတဲ့သူပေါင်း200နီးပါးကို6ဒေါ်လာပိုအထိ gift away လုပ်ခဲ့ပြီးပြီဖြစ်ပါတယ်။ဒီကုတ်ကိုပြန်ထည့်ပေးဖို့ခက်တဲ့အတွက်ကြောင့်မို့လို့မလို့ရှင်မှုဆိုလို့ရှိရင်တော့အကောင့်ဖွင့်တာနဲ့တခါရဲထည့်တာ ပြီးရောလို့ပါတယ်။ ဒီလောက်ဆိုလို့ရှိရင်တော့ crypto ကိုစားလို့ဖို့စဉ်းစားနေရတဲ့သူပဲဖြစ်ဖြစ် crypto လုံးလေးရင်းနဲ့ကိုယ့်ရဲ့ main exchange ကိုဘယ်ဟာကိုယူရမလဲဆိုတော့ကိုစဉ်းစားနေရတဲ့သူပဲဖြစ်ဖြစ်ဆိုလို့ရှိရင်တော့အဖြေရသွားလိမ့်မယ်လို့ထင်ပါတယ် Binance ကအပြောသက်သက်နဲ့ရမဟုတ်ဘဲနဲ့တကယ် data တွေနဲ့စစ်ဆေးပြီးတော့အကောင်းဆုံးထိတ်တန့် top exchange ဖြစ်နေတဲ့အတွက်ကြောင့်မလို့ရွေးချယ်တဲ့ exchange တွေမှာပါနေရဖြစ်ပါတယ်ဆိုတော့ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ crypto ကြောင့်လည်းကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ crypto maker channel ကို like follow subscribe တို့ထားပေးကြပါအောင်နော်အားလုံးပဲနောက် video မှာ can't you all